ားလုံးပဲမင်္ဂလာပါ။မြန်ခရစ်တိုကနေပြန်ပြီးတော့ဂျိုဆူလိုက်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ခရစ်တိုမားကတ်ကြီးဈေးအတက်ကုန်တက်နေတာနဲ့အတူပေါ့နော်။ခရစ်တိုမှာအမြင့်ရနေတဲ့သူတွေခရစ်တိုကိုဘယ်နှမှာသိမ်းလို့ရမလဲဆိုတဲ့အကြောင်းဆွေးနွေးသွားခြင်းလေ။အဲ့မှာခရစ်တိုကို exchange မှာသိမ်းတဲ့လူတွေရှိတယ်။ပြီးတော့ကိုပိုင် wallet တွေနဲ့သိမ်းတဲ့လူတွေရှိမယ်ပေါ့နော်။ဒီနေ့မှာတော့ကျွန်တော်ကိုပိုင် wallet တွေနဲ့သိမ်းတဲ့လူတွေအတွက်မဟုတ်ဘဲနဲ့ exchange တွေကို ဟိုကြည့်တဲ့အခါမှာပေါ့နော်ဘယ်လိုကြည့်လို့ရလဲဘာတွေအဲဘာတွေပုံမှန်မူတည်ပြီးတော့ကြည့်လို့ရလဲအဲ့ဒီအပိုင်းတွေကိုဆွေးနွေးသွားခြင်းပါတယ်အဲ့တော့ကျွန်တော်ဒီ coin market cap မှာသွားကြည့်ရင်ပုံမှန်အဖြစ်ဆိုတော့ဟိုစသချင်းရောက်တဲ့ page မှာတော့ဒါ coin တွေပြမယ်ပေါ့နော် coin တွေပြမယ်ကို BTC ဆိုရင်လည်းအာတိမ့်ပြန်ကြော်နေပြီ all time high နားတွေပြန်ရောက်လာပြီပေါ့နော်ဒီမှာဒီသေးတွေကိုနှိပ်ပြီးတော့ကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ဒီနေ့ထဲမှာကြည့်မယ်ဆိုလို့ရှိရင်ဒါ all time high နားကိုပြန်ရောက်တာ ဒုတိယအချိန်မြောက်ပေါ့နော်ကျွန်တော်တို့ဒီဇင်ဘာတော့ရောက်ခဲ့တယ်အာပြီးတော့ဇန်နဝါရီထဲမှာအိုင်နာပြင်ရောက်တယ်ကြားထဲမှာကြာသွားတယ်ဆိုတော့ဒီကြာသွားတဲ့အချိန်မှာလမ်းပြန်ပြီးတော့ရောင်းတဲ့လူတွေလည်းရှိမယ်ဒါပေမဲ့အဲကြာသွားတဲ့အချိန်မှာပဲပြန်ဝယ်ပြစ်တဲ့လူတွေလည်းရှိမယ်ပေါ့နော်ဆိုဝယ်ပြစ်တဲ့လူတွေကတော့ဒီမှာအခုအော်တိုင်ဟိုက်နားကိုပြန်ရောက်နေပြီဆိုတော့ပြန်ပြီးတော့မြက်ပြန်ပြီပေါ့နော်ဆိုအော်တိုင်ဟိုက်ဆိုတဲ့အတိတ်ကဘာလဲဆိုတော့ကျွန်တော်တို့ PTC ကို VDC ရဲ့တက်တန်းတောင်းလျှောက်မှာဘယ်အချိန်မှာဝယ်ခဲ့ဝယ်ခဲ့ဘောနော်ဘယ်အချိန်မှာဝယ်ပြစ်ခဲ့ဝယ်ပြစ်ခဲ့အဲ့လိုကဒီနေ့ဆိုရင်မြတ်နေပြီ all time high ဆိုအဲ့ဒါကိုပြောတာဆိုတော့ကိုက2020မှာဝယ်ခဲ့ဘူးတဲ့လူပဲဖြစ်ဖြစ်နော်2021အမြင့်ဆုံးဆိုတဲ့အချိန်အဲ့တုန်းကအမြင့်ဆုံးဘောနော်အချိန်မှာဝယ်ခဲ့ဘူးတဲ့လူပဲဖြစ်ဖြစ်ဒါမှမဟုတ်ဈေးတွေအသက်ကုန်ကျနေတဲ့2022ဘောနော်အဲ့အချိန်မှာအကုန်လုံးကဝိုင်းပြီးတော့လန့်လန့်နေလန့်နေကြတယ်ပြောလဲပြောနေကြတဲ့အချိန်ဒီလိုအချိန်ကြီးတွေမှာ ဝယ်ခဲ့မှုတွေသူတွေအကုန်လုံးပေါ့နော်ဒီနေ့ဆိုမြက်နေပြီဆိုအွန်တိုင်းဟိုက်ဆိုအဲ့ဒါကိုပြောတာဆိုအွန်တိုင်းဟိုက်မှာကျွန်တော် BDC မြက်နေပြီဒီ website မှာလဲပေါ့နော်ဟိုကြည့်ပြတယ်ဘယ် coin တွေဝယ်ရမလဲဆိုတာဒါတော်တော်များများလုတ်ဖြစ်တာလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကျွန်တော်တိတ်ပြီးတော့မကြည့်ပြတာတော့ exchange နေပေါ့နော် exchange နေကများသောအားဖြင့်ဆိုကျွန်တော်က Binance ကိုတုံးပြကြတာများတယ်ဒါလည်းဟိုအကြောင်းပြချက်ရှိပါတယ်ပေါ့နော် Binance ကအဲကျွန်တော်ဒီ ကဘာမှာဆိုရင်ခရစ်ပတိုနဲ့ပတ်သက် market share အကောင်ဆုံးနော် trading volume ဆိုလဲဒီမှာအများဆုံးပေါ့နော်ဒါကျွန်တော် spot ကိုကြည့်နေတာသူ့ရဲ့အောက်ကတခြား exchange တွေနဲ့ရှင်လိုက်မယ်ဆိုရင်သူကနည်းနည်းလေးတာတာမဟုတ်ဘူးနော်ဇာနဲ့ကိုများတာဥမာအဲ၄၅ဇာများတာပေါ့နော်အဲပြောချင်တာသူ့အောက်ကမှာ binance ကနံပါတ်1ဆိုရင်2တို့3တို့4တို့အကုန်လုံးပေါင်းရင်တောင်မှ binance ကိုမမိသေးဘူးဆိုတဲ့သဘောမျိုးပေါ့နော်ဒါကတော့ပုံမှန်အားဖြင့်ကျွန်တော်ဒီမှာ ควายมาร์เก็ตแกมาကြည့်မယ်ဆိုရင်ဒါအလွယ်ကူနဲ့တော့ training volume နဲ့တော့ရှင်ပြစ်တာပေါ့เนาะရှင်နိုင်တာပေါ့ဒါမျိုးကိုတကယ်တမ်းအာတိတိကျကျပေါ့เนาะအသေးစိတ်လေ့လာပြီးတော့ ranking ပေးထားရတယ်ရှိတယ်ပေါ့เนาะအာ coin desk ကနေလောက်ထားတာအဲ့ဒီ report ကိုကိုကတေချာ full report ကြည့်ရင်လည်းဆိုလို့ရှိရင်ဒီ report ကြီးတစ်ခုလုံးကို download လုပ်လို့ရတယ်ပေါ့เนาะဆိုဒီမှာ matrix ပေါင်းအများကြီးပေါ့เนาะဒါဒီထဲမှာ matrix ပေါင်း100ကျော်ရေလို့တော့ပြောတယ်ဒီမှာဘာတွေပါမလဲဆိုတော့ဒီမှာ KYC เนาะ transaction risk တွေပါမယ် legal regulation တွေပါမယ်เนาะ data provision security เนาะ team team ဘယ်လိုအလုပ်လုပ်လဲ negative event တွေဘာတွေရှိလဲ market quality ကဘယ်လောက်လဲ transparency ဘယ်လောက်ရှိလဲပေါ့เนาะဆက်ဒီမှာကြည့်မယ်ဆိုရင်တချို့နံပါတ်တွေဒီမှာကြည့်မယ်ဆိုရင်ဟိုတိတ်ပြီးတော့မဝေးတာတွေ့တယ်ဒါပေမဲ့တချို့နံပါတ်တွေက Binance ကနည်းနေရလဲတွေ့လိမ့်မယ် Binance ကများနေတဲ့ဟာကြီးလဲတွေ့လိမ့်မယ် နော်ဒါမျိုးဆိုရင်မှာ team team နဲ့ exchange ဆိုရင် finance ကများတယ် negative event မှာဆိုရင်လည်းမှာအနှုတ်3ဆိုတာဒါကျွန်တော်ထင်တာတော့ event 3ကရှိခဲ့ဘူးတယ်ပေါ့နော်ဒါတော့ negative event မရှိရဟိုင်းလည်းရှိတယ်နော်မပြီးရင် market quality တွေ transparent ရှိတယ်ဒါ overall ကိုကြည့်မယ်ဆိုလို့ရှိရင်เนาะအမှတ်ကနော် finance score မှာဆိုရင်တော့ဒီမှာ finance က19နဲ့ထွက်လာတာပေါ့နော်ဒါပေမဲ့ဒီ training volume မဟုတ်တော့ဘူးနဲ့ score မှာကြည့်မယ်ဆိုရင်တော့ဒီမှာ Binance နဲ့တအားကြီးမဝေးတဲ့ exchange တွေလည်းထွက်လာတယ်ပေါ့နော် Coinbase တို့ Bitstamp တို့ Kraken တို့နော် crypto.com တို့အဲ့တော့ AA exchange တွေပေါ့နော် AA ရတဲ့ကောင်တွေ AA ရတဲ့ကောင်တွေအများကြီးမရှိဘူး AA ရတဲ့ကောင်ကကျွန်တော်တို့6ခုပဲရှိတယ်နော်ဒီထဲမှာကျွန်တော်ဆိုရင်တော့ဒါအကုန်မသိဘူးပေါ့နော် bullish ဆိုတာဆိုတဲ့ဟာမျိုးနော်နောက်ပြီး Bitstamp ဆိုတဲ့ဟာမျိုးဒါတွေမသိဘူးပေါ့နော် ဒါပေမဲ့ဒီထဲမှာကိုရီရင်းနှီးတဲ့ဟာတွေလည်းတွေ့နေမယ်အာ Binance တို့ Coinbase တို့နော် Kraken တို့ crypto.com ဆိုတာတွေလည်းအာဒါတွေဆိုတော့ကျွန်တော်ကတော့ရင်းနှီးနှီးသိနေရပေါ့နော်ကျွန်တော်တို့ဒီမှာမြန်မာပြည်မှာအာလာနေတဲ့ဟို exchange တွေလည်းရှိတယ်နော် Okay ဆို Bybit တို့ Bitget တို့နော်ဒါတွေဒီမှာကိုယ့်ရဲ့ ranking ကိုပြန်ပြီးတော့အာကြည့်လို့ရတယ်ဆို ranking change ဆိုတာတော့ဒါငကိုတုံးက ranking ကနေပြီးတော့ဘယ်လောက်ဖြစ်သွားလဲဗောနော်ဆိုတော့ပြောချင်တာအပေါင်း1ဆိုတာတော့တဆင့်တက်သွားတာဗောနော်အနှုတ်1ဆိုတာတဆင့်ကျသွားကြည့်ရတာတော့ဒါ Binance နဲ့ Coin Base နဲ့ဒီနေရာမှာအဆင့်လဲသွားတာဖြစ်မယ်ဗောနော်ဒါကြောင့်မလို့ဒုတိယနေရာကိုရောက်သွားရတော့အနှုတ်1ဖြစ်တယ်အပေါင်း1ဆိုတော့ तू ကလည်းတက်လာတာအဲ Kraken အနှုတ်1ဆိုတော့ तू နေရာနေကျသွားတာ Crypto Coin ကအဆင့်6နေရာเนาะအောက်ကနေအဆင့်6နေရာတော့ तू က ာတက်လာဖြစ်တယ်ပေါ့နော်ဒီဟာတွေကတော့မချိန်ဘူးဆိုရင်တော့0တွေတွေ့နေမယ်စတားလေးတွေလည်းစိတ်ဝင်စားရင်လိုက်ပြီးတော့ကြည့်လို့ရတယ်ကိုတုံးနေတဲ့ exchange ကဘယ်နှားမှာရှိလဲပေါ့နော်ဘယ်နှားမှာအာရှိနေလဲဒီ score အနေနဲ့ဘယ်လောက်ရနေလဲဒီမှာတော့ Coindesk ကတည်တည်ဆဲဆဲ metric ပေါင်း100ကျော်နဲ့ report လုတ်ပေးထားပါဘောနော်ဆိုတော့ဒီမှာကိုက report ကို download လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ name ဒီ company name ဖြည့်ပြီးတော့ request လုပ်လို့ရတယ်ဘောနော် report download လုပ်တာရပါမယ်ဆိုအဓိကဒီမှာเนาะကျွန်တော်ပြောချင်တာတော့ကိုက crypto coin coin တခုကိုကင်ထားတယ်ကိုပိုင် wallet နဲ့မဟုတ်ဘူးเนาะ wallet မှာလဲ software ကိုပိုင် wallet ဆို software wallet hardware wallet လို့ရှိအဲ့ဒါမဟုတ်ဖင်းね exchange ပေါ်မှာထားမယ်ဆိုရင်တော့ကျွန်တော်ရဲ့ suggestion ကတော့ exchange ပေါ်မှာထားတာဒီရခိုင်တုံးအားဖြင့်ပြောရင်ကိုပိုင် wallet နဲ့ကင်တာတော့လုံခြုံမှုမရှိဘူးဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော် exchange နေပေါ်မှာထားရတယ် အဲ trading လုပ်လို့ပဲဖြစ်ဖြစ်ပေါ့နော်ခဏတယောက်နဲ့တယောက်လွှဲဖို့ပဲဖြစ်ဖြစ်အတိုးယူနေလို့ပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးလုပ်နေတဲ့အခါမှာတော့ဒီ score ကောင်းတဲ့ exchange တွေကိုတုံးတုံးမယ်ဆိုရင်ဘာပဲပြောကိုယ့်ရဲ့အာကိုယ့်ရဲ့ဒီ asset ပေါ့နော် crypto asset တွေကိုကာအန်ဒီရကနေပြီးတော့ကာကွယ်ပြီးသားဖြစ်သွားမယ်အဲ့ဒါကကိုယ့်အတွက်ပို့ပြီးတော့ဟိုအန်ဒီရနည်းစီမယ်ပေါ့နော်အဲ့တော့ဒီ list လေးဒီ link လေးကိုကျွန်တော် description ထဲမှာလည်းထည့်ထားပေးမယ်အဲ့ဒါကိုကြည့်ပြီးတော့ ကိုတုံးနေတဲ့အဲ့ချိန်ကဘယ်မှာရှိလဲဆိုတာကြည့်နိုင်ပါပဲအဲ့တော့ဒီဗီဒီယိုလေးကနေပြီးတော့ကိုတုံးနေတဲ့အဲ့ချိန်ဘယ်လောက်နံပါတ်မှာရှိတယ်ဒီတဲ့ဆိုတာလေးကို comment မှာမှတ်သွားပေးစေချင်ပါတယ်အားလုံးပဲကိုယ့်ရဲ့ crypto assets တွေကိုလုံခြုံလုံလုံခြုံခြုံတင်နိုင်ပြီးတော့ကျွန်တော် crypto နဲ့ lambo စီးနိုင်တဲ့လူတွေဖြစ်ကြပါစေဗျာ